ဉာဏနာသောတာပန်ဖြစ်တာကမြတ်စွာဘုရားဟောကြားတဲ့တရားကိုနားရလို့သောတာပန်ဖြစ်တာမဟုတ်ဘူးတဲ့မန္တန်ဒီပုတ္တအရှင်ပုံနာမတိဟောပြတဲ့တရားကိုနားပြီးတော့သောတာပန်ဖြစ်တာတဲ့အဲ့ဒီတရားလေးကလည်းပဲတော်တော်လေးမှတ်သားစရာကောင်းလူရင်းကြအောင်ထီထီမိမိဟောပြထားတဲ့တရားပေါ့အဲ့ဒီရှင်ပုံနာမတိဆိုတာက အလွန်တရာမှတရားဟောတာစကားပြောတာကြွန့်ကျင်တယ် အဲ့ဒီရှင်ဗုဒ္ဓမထေရတရားစကားကိုနာယူပြီးတော့သူတောတပတိမညံပူညံကိုရတယ်ဆိုတာကိုရှင်အနန္ဒကိုရောတိုင်းဟောပြထားတဲ့အနန္ဒသုတ်တံဆိုပြီးတော့ဏိဒာနာဘကတန်ရုပ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ်။ငါရှင်တို့တဲ့အရှင်အနန္ဒကိုရောတိုင်းဟောပြတာမန္တန်ဒီပုတ္တရှင်ပုဏ္ဏမထေရယဟန်ပြုတ်တဲ့သတင်းငယ်တို့လိုယဟန်တွေအတွက်အလွန်တရာမှအကျိုးကျေးဇူးများတယ်။ငါဆိုလို့ရှိရင်အဲ့ဒီရှင်ပုဏ္ဏဟောပြတဲ့တရားကို နာရကြရပြီးတော့တရားအသိဉာဏ်ကိုရခဲ့တာဘယ်လိုဟောပြတာလဲဆိုတော့သူကဥပမာလေးနဲ့ဟောတာအာနန္ဒာတဲ့ငါဖြစ်တယ်ဒါဟာငါပဲလို့ဒီတဘာဝတရားတွေကိုငါလို့မှားယွင်းစွာဆွဲလက်မှတ်တင်ခြင်းဟာအကြောင်းတရားရှိလို့အကြောင်းကိုဆွဲပြီးတော့အဲ့ဒီငါဆိုတဲ့အမြင်မှားကြီးဖြစ်လာတာတဲ့ ငါလို့ထင်တာအစွဲပြုတ်ပြီးတော့ထင်တာအကြောင်းပြုတ်ပြီးတော့ထင်တာဘာကိုအစွဲပြုတ်ပြီးတော့ထင်တာလဲဥပမာသူကအရင်ပေးတယ်မှန်ကြည့်ပြီဆိုလို့ရှိရင်ဒီမျက်နှာရိပ်နဲ့မှန်နဲ့ဒီနှစ်ခုကိုအကြောင်းပြုတ်ပြီးတော့မှန်နဲ့မှအရေးထင်လာတာဟုတ်လားရေကောထမကိုယ့်ရဲ့မျက်နှာရိပ်ကိုကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ဒီမျက်နှာရိပ်လည်းရှိတယ်ဒီရေပြင်လည်းရှိတယ်အဲ့ဒီနှစ်ခုကိုအကြောင်းပြုတ်ပြီးတော့ရေထဲမှာမျက်နှာရိပ်ကြီးထင်လာတာအဲ့ဒီအရေးဟာ အလကားထင်လာတာမဟုတ်ဘူးနော်မှန်တဲ့မျက်နာရိပ်နဲ့ပေါင်းမိပြီးတော့မှန်တဲ့မှာအရေးထင်လာတာအဲ့ဒါလေးကိုဥမာပေးတာငါဆိုတဲ့စွဲလန်းတဲ့မှားရွင်းတဲ့အဲ့ဒီမှတ်ထင်မှုဟာလည်းပဲဒီရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့နော်ငါဆိုတဲ့အမြင်မှားကြီးဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာလဲခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့ဒါတည်တည်ချာချာလေးနားလည်အောင်ကြိုးစားသင့်တယ်ဒီဒေသနာလေးကို အဲ့ဒီငါဆိုတဲ့အစွဲကအကုသိုလ်အာလုံတို့ရဲ့အခြေခံပဲနော်အဲ့ဒီငါဇွဲကိုဖြုတ်နိုင်လို့ရှိရင်အမြင့်ပြတ်ဖြုတ်နိုင်လို့ရှိရင်အဘယ်တန်တရားနဲ့ဇေယျပြတ်အဲ့ဒီငါဇွဲကြောင့်စိတ်ဆင်းရဲတာတွေစိတ်ပူရတာတွေအကြီးအကျယ်တုံ့လှုပ်ချောက်ချားရတာတွေဆိုတာဖြစ်တာငါဇွဲဆိုတာတရားမတို့ရှင်တို့ရဲ့ဘဝမှာအကြီးအမားဆုံးနှိမ့်ဆက်နိုင်တဲ့ဉာဏ်တို့ပဲဘယ်ရာမှအဲ့လောက်ကြောက်စရာမကောင်း အဲ့ဒီငါဆွဲကိုအဓိကကင်ပြီးတော့ပြောနေတာနော်ငါဆိုတဲ့ဒီမှားရွေးနဲ့မှတ်တင်မှုဟာအဆွဲပြုတ်ပြီးတော့ဖြစ်တာတဲ့ဘာကိုအဆွဲပြုတ်ပြီးတော့ဖြစ်တာလဲဆိုရင်ခန္ဓာ၅ပါးကိုအဆွဲပြုတ်ပြီးတော့ဖြစ်တာတဲ့မှန်ကိုအဆွဲပြုတ်ပြီးတော့အရေးပေါ်လာသလိုပဲတဲ့နော်ခန္ဓာ၅ပါးကိုဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အထင်မှားကြီးဖြစ်တာတော့ငါဆိုတဲ့အထင်မှားကြီးမဖြစ်ချင်ဘူးဆိုရင်ဒီခန္ဓာ၅ပါးရဲ့သဘောမှန်ကိုသိဖို့လိုတယ်ပေါ့ ဲ့ခန္ဓာ၅ပါးရဲ့သဘောမှန်ကိုသိအောင်အဲ့ဒီမထေမြတ်ကြီးကဘလို့မေးတော့ဆိုတော့အနန္နာတဲ့ဒီရုပ်အစုဝေးဟာတည်မြဲတဲ့သဘောရှိလားမတည်မြဲတဲ့သဘောရှိလားတဲ့မတည်မြဲတဲ့သဘောရှိတယ်မတည်မြဲတဲ့သဘောဆိုလို့ရှိရင်အကောင်းဖြစ်နိုင်မလားအဆိုးဖြစ်နိုင်မလားအဆိုးပဲဖြစ်မယ်အကောင်းမဟုတ်ဘူးနော်မတည်မြဲတဲ့သဘောဟာစင်ရလားချမ်းသာလားဒီလိုမေးတော့မတည်မြဲတဲ့သဘောဟာအကောင်းမဟုတ်ဘူးအဲ့လိုရှိရင်မတည်မြဲသောအကောင်းမဟုတ်သောအဲ့ဒီသဘောဝတွေကို ဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှားယွင်းစွာဆွဲလက်မှတ်တင်ခြင်းကတင့်တော်ပါမလားတဲ့လို့မေးတာအဲ့ဒါလိုဥရှင်တို့ဝေဒနာတင်ညာတင်ခါသာဝိညာဉ်ခန္ဓာ၅ပါးပေါ့နောက်လူငယ်တွေနားလည်အောင်ပြောရရင်တော့ဒီရုပ်အစုနာမ်အစုနော်အစုအဝေးဆိုတာကိုပါဠိလိုခန္ဓာလို့ပြောရတယ်နော်ရုပ်အစုကိုယူပဲခန္ဓာအောင်နော်နာမ်အစုကိုတော့၄စုခွဲပြီးတော့ဟောတယ်ဝေဒနာအစုဝေဝေဒနာခန္ဓာမှတ်သားမှုတင်ညာအစုဝေတင်ညာခန္ဓာ နောက်ပြုလိုမှုရှိဆုံးမှုသင်္ခါရအစုဝေသင်္ခါရခန္ဓာတိမှုဝိညာဉ်တို့ရဲ့အစုဝေဝိညာဉ်နဲ့ခန္ဓာဒါကိုအကျဉ်းမြင့်လေးနားလည်အောင်ရုပ်အစုနာအစုလို့ဒီလိုမှတ်မယ်ဆိုရင်လည်းမရဘူးလားရရနော်အဲ့ဒီရုပ်အစုနာအစုကိုပဲအစွဲပြုတ်ပြီးတော့ငါဆိုတဲ့အထင်မှားကြီးပေါ်လာတာတဲ့တော့ငါဆိုတဲ့အထင်မှားကြီးပေါ်မလာအောင်ဒီရုပ်အစုနာအစုရဲ့အခြေအနေမှန်ကိုသိအောင်ကြိုးစားရမယ်ရုပ်အစုနာအစုဆိုတာငါလားမတည်မြဲတဲ့သဘောလားလို့မေးမတည်မြဲတဲ့သဘော မတီးမြဲတဲ့သဘောကိုတကယ်မြင်လို့ရှိရင်ငါလို့ဆွဲလိုက်တဲ့မှတ်ထင်မှုဖြစ်စရာကြောင်းမရှိဘူး။ဒါရုပ်ဆိုတာမတီးမြဲတဲ့သဘောပဲငါမဟုတ်ဘူး။တဘာဝတရားတဘာဝတရားမှဘယ်လိုတဘာဝတရားလဲဆိုရင် မတီးမြဲတဲ့တဘာဝတရား။ခုပဲဖြစ်လာတဲ့ခုပဲမရှိတော့ဘူးထပ်ဖြစ်တဲ့အတိအတိပဲထပ်ပြီးတော့ဖြစ်နေတယ်။အတိအတိပြီးတော့အတိအတိပဲထပ်ထပ်ပြီးတော့ဖြစ်နေတယ်။စောစောကဖြစ်ခဲ့တာနဲ့အခုဖြစ်နေတာနဲ့တခုတည်းမဟုတ်ဘူး။ တဘောပေါ့ရဲ့လားစောစောကဖြစ်ခဲ့တာမရှိတော့ဘူးအခုဖြစ်နေတာအတိတ်ငါလို့စွဲเสียရငါလို့ထင်เสียဒီယုတ်ဒီနံရဲ့တဘောဘကသာမတည်မြဲဘူးလို့အမှန်သိရင်ငါလို့စွဲเสียမရှိဘူးဆိုတာကိုလည်းအမှန်သိမယ်ပေါ့အဲ့တော့ငါစွဲကင်းကျင်တယ်ဆိုလို့ရှိရင်ငါစွဲကိုလျှော့ချကျင်တယ်ဆိုရင်ဒီခန္ဓာဟာမတည်မြဲတဲ့တဘောဘအရှုအဝေးများလာဖြစ်တယ်လို့သူ့ရဲ့အမြင်မှန်ကိုသာအခြေအနေမှန်ကိုသာမြင်အောင်ကြည့်ဖို့လိုတယ် ဒါပဲရိုးရိုးလေးပဲနော်အနိစ္စဘောဒါတကယ်မြင်မယ်ဆိုရင်ငါဆွဲအဲ့ဒီအချိန်မှမဖြစ်ဘူးပေါ့ဟုတ်လားဒါကြောင့်ဒီမတည်မြဲတဲ့သဘာဝအဆုအဝေးသာဖြစ်တယ်ဆိုတာကိုတကယ်မြင်အောင်ကြည့်တော့ဒါကဥစဉ်ကစဉ်းစားမိတာလေးကိုပြောပြပါမယ်ငါ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 လို့ထင်တယ်ဆိုတာဘလို့ထင်နေတာတော့နော်ကိုတိတ္တဆအရွယ်တွေကဆအနေထားကြီးကအခုချိန်ထိမပြောင်းလဲဘူးလို့ထင်နေတာနော်တခုတည်းလို့ထင်နေတာနော်ဒါကိုပဲခြုံပြီးတော့ငါလို့လှုပ်ထားတာ မနေ့တုန်းကရောအရင်လကရောအရင်နှစ်ကရောအကုန်လုံးကတည်းကအခြေအနေမှာဖြစ်ခဲ့တဲ့ငါအခုငါမတိမချင်းငါတငါတဲ့ငါထားတာတလုံးတစ်ခဲတဲ့တစ်ဆက်တဲ့ဟုတ်တယ်မို့လားတကယ်လို့သာငကုတုံးကဖြစ်ခဲ့တဲ့အခြေအနေကတကယ်မရှိတော့ဘူးအခုအစ်စ်ကလေးနဲ့ဖြစ်နေတာဒါလည်းပဲဒလဆက်ပြောက်ပြက်နေတယ်လို့အမြင်မှန်ရမယ်ဆိုလို့ရှိရင်ငါဆိုတဲ့အထင်မှအဲ့ဒီအချိန်မှမရှိနိုင်ဘူးပေါ့ ဲ့ဒါရှင်ပုံနာကရှင်အနန္ဒာကိုဟောပြတဲ့တရားပဲမှန်ကိုအစွဲပြုတ်ပြီးတော့အရေးဆိုတာပေါ်လာတာခန္ဓာ၅ပါးကိုအစွဲပြုတ်ပြီးတော့ငါဆိုတဲ့အမြင်မှကြီးပေါ်လာတာဒါကြောင့်ဒီခန္ဓာ၅ပါးရဲ့အခြေအနေမှန်ကိုသာမြင်အောင် ကြည့်ရမယ်ပေါ့အခြေအနေမှန်ကပါလေမတည်မြဲမှုအနေစားအောင်အဲ့ဒီတရားကိုရှင်အနန္ဒာကိုတော်တိုင်ဟောပြတာအဲ့ဒီမှန်ကိုဥပမာပေးပြီးတော့ဟောပြတဲ့ဒေသနာကိုနာယူပြီးတော့ ငါဟာတရားအသိဉာဏ်ဓမ္မစကုကိုရခဲ့တယ်လို့ရှင်အနန္ဒကိုရတိုင်းဟောပြထားတာเนาะဒါကြောင့်ဘေးသက်ပေါင်းသူတို့ကတော့ရှင်အနန္ဒကိုရမြတ်တောတပံဖြစ်အောင်ဟောပြတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲလို့မေးရှင်ပုံနာလို့မှတ်ရမယ်တရားဒေသနာကမှန်ကိုဥပမာပေးပြီးတော့ဟောပြတဲ့တရားဒေသနာဟုတ်ရဲ့လား